ကျမကတော့တင်ဆက်သူမဆန္နာပါဖြည့်ရမှန်ဇလန်ကောင်းများနဲ့စိတ်ဝင်စားပွဲမူကင်းဇလန်ကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့အမန် YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်ကောင်းလေးကိုလည်းခံစားနားဆင် အားပေးကြပါအောင်ရှင်ပထမအမပြီးတော့ဒုတိယအမညာကငြိမ်သက် တိတ်ဆိတ်လျက်ရှိငွေနေများနဲ့ မုံဤမှိုင်းပြလျက်ရှိသည်မြန်နတာကန်ကြီးကလည်းငြိမ်နေသည်ဆန်ရင်ငြိမ်အင်္ဂလိကလည်းတိတ်နေသည်အစစအရာရာကကျွန်ုပ်မျောလင့်ထားတဲ့အတိုင်းဖြစ်ပါသည်ကျွန်ုပ်တွက်ချက်ပြင်ဆင်ထားတဲ့အတိုင်းဖြစ်ပါသည်ကျွန်ုပ်ကအတွက်ချက်သမားဖြစ်သည်ဒီကိစ္စကို10နှစ်လုံးလုံးစီစဉ်အကွက်ချလာခဲ့ခြင်းဖြစ်သည်ဒါကြောင့်မေကျွန်ုပ်ကထောင်ထဲမှာပြင်းရည်ညင်းငွေခြင်းမဖြစ်ခဲ့ခြင်းဖြစ်ပါသည်ကျွန်ုပ်ကအလုံးလုံးချိန်မှာ၎င်း ညအိတ်ချိန်မှလကောင်ဒီကိစ္စကိုသာစိတ်ကူးနေခဲ့သည်ကျွန်ုပ်ရဲ့မျက်စိထဲမှာဝင်းထင်ရဲ့မျက်နှာကြီးကိုသာမြင်ယောင်လျက်ရှိပါသည်ကျွန်ုပ်ရဲ့နားထဲမှာဒင်းရဲ့အတန်အော်အော်ကြဲကြဲကြီးကိုသာ ကြားယောင်လျက်ရှိပါသည်ဆယ်နှစ်လုံးလုံးဒင်းရဲ့အကြောင်းကိုသာ တွေးနေခဲ့သည်ဒင်းရဲ့ပေါ်မှာအမုန်းပွားနေခဲ့သည်ဒင်းရဲ့ပေါ်မှာအညိုကြီးစွာထားခဲ့သည်ဒီအညိုကဘယ်သောအခါမှပြဲကြီးမှမဟုတ်ပါတည်တည်ကြာကြာတွေးလေ ဒင်းကိုပို့ပြီးတော့စိတ်နာလေးဖြစ်တယ်။တေးသေးချာချာတွေးလေဒင်းကိုပို့ပြီးတော့မုန်းတီးလေးဖြစ်တယ်။ဒင်းရဲ့မျက်နှာကို မြင်နိုင်လေးတီတာရဲ့လှပတဲ့မျက်နှာလေးကိုမြင်အောင်တန်းတားမိတယ်။ဒင်းရဲ့အတန်ကြီးကို ကြားမိတိုင်းလေးတီတာရဲ့ချိုလွင်တဲ့အတန်လေးကို ကြားရောက်လွမ်းဆုံမိတယ်။ကျွန်ုပ်ရဲ့ဘဝကလေးတီတာပဲဖြစ်တယ်။ကျွန်ုပ်ရဲ့မျှော်လင့်ချက်ကလေးတီတာပဲဖြစ်တယ်။ကျွန်ုပ်ရဲ့အနာဂတ်ကလေးတီတာပဲဖြစ်ပါရဲ့။ လေးတီရာကို သူလက်ထတ်တော့မဲ့အကြောင်းဝင်းထိန်ကပြောတဲ့နေမှာကျွန်ုပ်ရဲ့အိမ်မက်ကဘာကြီး ပြုတ်ခွဲပျက်စီးတဲ့နေပြီဖြစ်ပါတော့တယ်။သူစဉ်ကကျွန်ုပ်တို့ကမြန်နရာကန်ကြီးရဲ့နေပြီစံရိတ်ငိန်အင်္ဂလီမှာဖြစ်ပါတယ်။ဒီအင်ကလေးကိုကျွန်ုပ်တို့နေရောက်အလौဇတ်တူလှုပ်စင်ကနှစ်ဦးဇတ်တူဝယ်ခဲ့ကြခြင်းဖြစ်သည့်မြန်နရာကန်ထဲမှာလေးတီရာလီမောက်စင်ကသူမကို ကျွန်ုပ်ဆဲယူပြီးခေါ်လာတဲ့အင်ကလေးမှလည်း ဒီအိမ်ကလေးပဲဖြစ်ပါရဲ့လေးတီတာအပေါ်မှာကျွန်ုပ်ရဲ့အချင်းမှုများစတင်ဆွေဖြိုးကြရတဲ့အိမ်ကလေးပဲဖြစ်ပါရဲ့ကျွန်ုပ်တို့နှစ်ဦးအစုရှယ်ယာများခွဲခြားတဲ့ကဒီအိမ်ကလေးကို ဝင်းထိန်ကရယူခဲ့သည်ယခုလေသူကဒီအိမ်ကလေးမှာပဲလေးတီတာကိုကျွန်ုပ်ရဲ့လက်ကနေလူယူသွားကြည့်ပြီသူကပလက်ကလေးထိုင်ကြီးပေါ်မှာဈေးတံကိုအခမ်းအနားခင်းနေရကလေးတီရာနဲ့ငါရှေးလာထဲမှာလက်ထက်ကြမယ် အနောက်တိုင်းဆန်ဆန်တိဆောက်ထားတဲ့မီးလင်းဘုံကလေးတွေမှာတေတုံးများမီးရဲရဲတောက်လောင်းလျက်ရှိတယ်။သို့တော့လေကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးဆက်သွားတယ်။သွေးများခဲသွားပြီလို့ထင်မှန်မိတယ်။ထို့နောက်တော့ကျွန်ုပ်ရဲ့တစ်ခုလုံးဟုန်ကနေပူလောင်လာတယ်။ဒေါသများမှွန်ကြွလာခြင်းဖြစ်တယ်။အော်အော်လက်ဆတ်တော်မင်းရဲ့ပတ်စံတွေကလေးတီတာကိုတိမ့်ပိတ်လိုက်တာပဲပေါ့။ကျွန်ုပ်ရဲ့အတန်ကို ကျွန်ုပ်ကြားလိုက်ရတယ်။ ။တင်းကတော့အေးအေးဆေးဆေးပဲစေးတံကိုရှိုက်ဖွာလျက်။မင်းပြောတာမဟုတ်ဘူးဟင်။ဒိုးနှစ်ယောက်အကြားမှာငွေအကြောင်းပြောဖို့မလိုဘူး။နောက်ပြီးတော့ဒိုးနှစ်ယောက်လုပ်ငန်းခွဲကြတော့ရှိတဲ့ငွေတွေကိုညီတို့စတို့ခွဲခဲ့ကြတယ်မဟုတ်လား။အေးမင်းပတ်စံတွေကိုမင်းသုံးဖြုံပြစ်လိုက်တာကတော့ငါနဲ့မဆိုင်ဘူးပေါ့ကွာ။ဒီအကြောင်းတွေကိုမင်းဘာမှပြောစရာမလိုဘူး။ငါပတ်စံကိုငါကြိုက်တယ်လို့သုံးနိုင်တယ်။ကျွန်ုပ်ကအော်လိုက်တယ်။ ဝင်းထိန်ကခေါင်းတဆက်ဆက်ညှိပြီးမင်းပြောတာမှန်ပါတယ်တငယ်ချင်းမင်းပက်ဆန်တွေကိုမင်းကြိုက်တယ်လို့သုံးနိုင်ပါတယ်ငါပက်ဆန်တွေကိုလည်းငါကြိုက်တယ်လို့သုံးမှုပဲဒါပေမဲ့လေးတီတာကငါ့ကို လက်ထက်တာမှာကတော့ငါပက်ဆန်တွေကြောင့်မဟုတ်ဘူးငါ့ကိုချစ်လို့ပဲငါတို့တယောက်ကိုတယောက် ချစ်လို့လက်ထက်ကြမှာပဲကျွန်ုပ်ကခိတမျှတိတ်ဆိတ်ပြီးနောက်ဒီမဲ့ဝင်းထိန်လေးတီတာကိုငါချစ်တယ်လေးတီတာဟာငါဘဝပဲ ငါဘဝကိုမင်းဖျက်ဆီးဖို့မကောင်းဘူးကွာဝင်းထင်ကရီမောပြီးမင်းဟာတွတ်တော်ကြီးစရာကောင်းတဲ့အကောင်ပဲလေးတီတာကိုမင်းချစ်တယ်ဆိုတာမင်းဘက်ဆက်ကပြောနေတယ်မင်းသူ့ကိုတကယ်ချစ်တယ်ဆိုရင် သူ့ရဲ့ချမ်းသာမှုကိုမင်းကြည့်ရမေးကွာသူ့ရဲ့မျက်နာက ရုတ်တရက်တီးသွားပြီးငါပြောမယ်ဟန်ရင်မင်းဟာလေးတီတာကိုငါထက်ပိုပြီးတော့ချမ်းသာမှုပေးနိုင်မယ်ဆိုရင်ငါရှောင်ပေးမှအမှန်ပဲဒါပေမဲ့မင်းဟာ မင်းကိုမင်းကလွဲလို့ဘသူ့ကိုမှချစ်တဲ့ကောင်မဟုတ်ဘူးကွာကျွန်ုပ်ကသူ့စကားကိုဘာမှပြန်မပြောပဲညင်ပြီးတော့နားထောင်နေတယ်။သူကစကားဆုံးတဲ့အခါကလေးတိုင်းမှာခေါင်းမိလိုက်ပြီးမျက်လုံးများကိုမှိတ်ထားလိုက်တယ်။ကျွန်ုပ်ကိုဂယုမပြူတော့သည့်အလားဖြစ်တယ်။ရုပ်ကြီးဆိုသလိုပဲကျွန်ုပ်ဘာလို့ရမှာကိုနားလေလိုက်တယ်။ဝင်းထိန်ကကျွန်ုပ်ရဲ့လမ်းမှာရှုပ်နေတဲ့အမိုက်ကြီးဖြစ်တယ်။ဒီအမိုက်ကိုကျွန်ုပ်ရှင်းပြရမယ်။နေရာမှာချိတ်ဆွဲထားတဲ့ စလုံးထုတ်အမဲလိုက်တနတ်ကိုကျွန်ုပ်ဖြုတ်ယူလိုက်သည်တပတ်ရှိရန်ထောင်ကိုထည့်လိုက်သည်ကျွန်ုပ်ရဲ့လမ်းမနဲ့တနတ်မောင်းတံထွက်ပေါ်လာတဲ့အခါဒင်းရဲ့မျက်လုံးများပွင့်လာသည်ကျွန်ုပ်ကသူ့ကိုအခွင့်အရေးပေးတဲ့အနေနဲ့တငယ်ချင်းမင်းကငါမတက်ချင်ပါဘူးဒါပေမဲ့လေးတီတာကိုမင်းမစွန့်လွတ်ဘူးဆိုရင်တော့ငါဘလို့မှမတက်နိုင်ဘူးမင်းရဲ့ဘဝကုသိုလ်ပဲပေါ့ဒီအခါသူကမင်းဆိုတဲ့အကောင်ကကွာ ။ဘိုင်းစကုတ်ထဲကမင်းသားကြနေတာပဲ။တနတ်မောင်းခလုတ်ကိုကျွန်ုပ်ဆွဲလိုက်တယ်။ဝင်းထိတ်မသေးပါ။ဒါကြောင့်ကျွန်ုပ်က ထောင်နန်းစင်းနဲ့ကြခဲ့ရတယ်။တရားသူကြီးကဒင်းရဲ့မျက်လုံးနှလုံးအတွက်ကျွန်ုပ်ကိုပြည့်တန်ချမှတ်လိုက်ခြင်းဖြစ်ပါရဲ့။ကျွန်ုပ်ထောင်နန်းကြတဲ့နေ့မှာပဲဝင်းထိတ်နဲ့လေးတီတာလိုလက်ထက်ကြရတယ်။ကျွန်ုပ်ကအေးမြတိတ်ဆိတ်နေတဲ့ညထဲမှာခေတ္တမြရက်နေပြီးနောက်ဆိုင်ရင်ငိန်အင်္ဂလိပ်အတွင်ကိုအေးဆေးစွာဝင်ရောက်သွားပါရဲ့။ ။တကောက်တာဝင်းထိန်က သူထိုင်နေကြပလက်ကလေးထိုင်မှာအီစိတ်စော်ထိုင်လျက်ရှိတယ်။သူ့ရဲ့ပါဇက်မှာလေဂျန်ဟီစေးလိုက်တန်ကိုခေထားတယ်။ရှေလျားတဲ့ခြေထောက်များကို သူ့ရှေ့မှာဆန့်ထားတယ်။သူ့လက်များကို ပေါင်ပေါ်မှာတင်ထားတယ်။အုံနဲ့ပြုတ်လုထားတဲ့ခေါင်နိုင်တဲ့မီးဖို့ကလေးတွေမှာမီးများရဲရဲတောက်နေတယ်။သူ့မျက်နှာမှာမီးရောင်တစ်ဖြက်ဖြက်ဟပ်နေတယ်။သူ့ရဲ့ပုံပန်းတရံကလွန်ခဲ့တဲ့ဆယ်နှစ်ကအတိုင်းပဲဖြစ်တယ်။ လီးတည်တာကိုသူလက်ထပ်တော့မယ်လို့ညင်ညာခဲ့စဉ်ကအတိုင်းဖြစ်တယ်။သို့တော်လည်းကျွန်ုပ်ရဲ့ခြေတံကိုသူကြားပုံရတယ်။ကျွန်ုပ်ဝင်ရောက်လာတာကိုသူသိပုံရတယ်။သူ့ရဲ့အတန်ကရုတ်တရက်ထွက်ပေါ်လာတယ်။ဟာဟန်ရင်ကြီးလား။သူ့ရဲ့အတန်ကကြည်ငိမ့်နေတယ်။သူ့ရဲ့မျက်နှာမှာမျက်မှန်နဲ့ကြည်တက်ထားတယ်။ငါရောက်လာတာကိုမင့်မအံ့ဩဘူးလား။ကျွန်ုပ်ကမေးလိုက်တယ်။ မင်းလာမယ်ဆိုတာငါသိနေတာပဲ။ဘာအံ့ဩစရာရှိသလဲ။မင်းကိုငါစောင့်နေတာပဲ။မင်းကိုငါတယောက်တည်းစောင့်နေတာပဲ။သူ့ရဲ့မျက်နှာမှာမျက်မှန်နဲ့ကြီးကကျွန်ုပ်ကိုလောင်ပြောင်နေရန်ရှိတယ်။ကျွန်ုပ်ကချက်ချင်းပဲသူ့ထံကိုလျှောက်သွားပြီးမျက်မှန်နဲ့ကြီးကိုဆွဲဖြုတ်လိုက်တယ်။ထိုအခါဂျိုင်ဝမ်ကလေးနှစ်ခုကိုကျွန်ုပ်တွေ့မြင်လိုက်ကြတယ်။ဝင်းထင်ကသူ့ရဲ့လက်တစ်ဖက်ကိုစမ်းတမ်းပြီးလေထဲမှာစမ်းနေတယ်။ကျွန်ုပ်ကလင်းမြန်စွာနဲ့နောက်ဖက်ကိုဆုပ်လိုက်တယ်။ တငယ်ချင်းမင်းမြင်ချင်တာမြင်ပြီးရင်တော့ငါမျက်မှန်ပြန်ပေးပါကျွန်ုပ်ကမျက်မှန်ကိုကျမ်းမြေမောကိုတအားလွှဲပြီးပေါက်လိုက်တဲ့ဒိုနောက်ခြေထောက်နှစ်ဖက်နဲ့တအားကုန်းဆောင်နင်းလိုက်တဲ့မှန်ရောခိုင်ရောအပိုင်ပိုင်အမုံမုံကျိုးကြည့်ကုန်းကြတဲ့တို့တော့လေတကောင်သားကဘာမှမပြောပါဘာမှမလုပ်ပါငြိမ်နေတယ်တိတ်နေတယ်အေးအေးဆေးဆေးပဲဖြစ်တယ်ဟေ့အောင်ဝင်းထိန်မင်းမကြောက်ဘူးလားမင်းကိုတတ်ဖို့ငါလာတယ်ဆိုတာ မင်းမသိဘူးလားငါသိပါတယ်ငါသိလို့လေမင်းကိုစောင့်နေတာပဲသူ့ရဲ့အတန်းကအနေငယ်များမတုံလို့ပါကျွန်ုပ်ကရင်ခုန်နေတယ်ပြည်ရင်ပေါက်စီကိုရှောက်သွားပြီးမျက်နှာတာကန်ကြီးစီကိုကျွန်ုပ်ကြည့်လိုက်တယ်ညာကမောင်မေးတိတ်ဆိတ်လျက်ရှိတယ်ဒုနှစ်ယောက်ပဲရှိတယ်သူကပြောတယ်သူ့ဘက်ကို ကျွန်ုပ်လှဲလိုက်ပြီးငါဘဝတွေက10နှစ်တာကာလကိုမင်းယူသွားတယ်။ငါဘဝတွေက၄တီတာကိုလည်း မင်းယူသွားတယ်။မင်းကိုသူတို့ဖမ်းပြီးတော့ကျိုးစင်ပို့ကြလိမ့်မယ်။သူကပြည့်တန်စီရင်တဲ့လေတန်နဲ့ပြောတယ်။ကျွန်ုပ်ကခေါင်းငိမ့်လိုက်ပြီးငါတည်ခဲ့တာဆယ်နှစ်ရှိသွားပြီ။တည်ပြီးသားလူတယောက်ကိုသူတို့ကြိုးပေးတာပဲဖြစ်လိမ့်မယ်။ဟန်ရှင်မင်းဟာအယူပဲ။မင်းဟာလူမိုက်ပဲ။သူဘာမှမပြောတော့ပါ။ဘာမှမရှိတော့တဲ့တွင်းချိုင်ကလေးနှစ်ခုကသာကျွန်ုပ်ကိုစိုက်ကြည့်နေတယ်။ ကျွန်ုပ်ရဲ့လက်များအေးလာတယ်သွားတယ်။ဒါကြောင့်ကျွန်ုပ်ကမီးဖို့စီကိုရှောက်သွားတယ်။ဖြည်းဖြည်းပါပဲတကယ်ချင်းငါအနေနဲ့ဆယ်နှစ်လုံးလုံးစောင့်လာခဲ့ရတယ်။မင်းကငါအချိန်ပေးပါမယ်။လေးတီတာကိုတတိရနိုင်ဖို့ငါအချိန်ပေးပါမယ်။နောက်ပြီးတော့မင်းမှာကလေးနှစ်ယောက်လည်းရှိပြီမဟုတ်လား။ဒါတယောက်နဲ့သမီးတယောက်ပဲ။အဲ့ဒါကြောင့်မင်းကငါစောင့်နေတာပဲ။ဒါပေမဲ့ငါတို့မှာဘာမှပြောဖို့အကြောင်းမရှိဘူးတကယ်ချင်း။ ။နေရံစီကိုကျနှုပ်လျှောက်သွားတယ်။နေရံမှာတလုံးထိုးအမဲလိုက်တနက်တလက်ချိတ်ထားတယ်။လွန်ခဲ့တဲ့ဆယ်နှစ်ကကျနှုပ်အသုံးပြုခဲ့တဲ့တနက်ဖြစ်တယ်။သူ့ရဲ့နားနှစ်ဖက်ကကျနှုပ်ရဲ့ခြေတံများကို လိုက်မလျက်ရှိတယ်။ကျနှုပ်ရဲ့လှုပ်ရှားမှုများကို နားထောင်လျက်ရှိတယ်။ကျနှုပ်တနက်သေးကိုကြည်ထဲလိုက်တယ်။ထို့နောက်တော့ဂျင်းကိုကျနှုပ်ကြည့်လိုက်တယ်။တကောက်သားကပလက်ကလေးထိုင်ပေါ်မှာအေးဆေးစွာထိုင်လျက်ရှိတယ်။ ဇညောမှာမြေတို့ပါရှိတာကိုသိထားတဲ့ဇလိုက်မင်းသားတယောက်သာဖြစ်တယ်။သူကစိတ်ရှိစွာနဲ့စောင့်ဆိုင်လျက်ရှိတယ်။ကျွန်ုပ်ရဲ့ရင်တွင်းမှာဒေါသများမှောင်လာတယ်။တနတ်မောင်းကိုတင်လိုက်တယ်။တနတ်တင်ကိုကျွန်ုပ်ရဲ့ပခုံးမှာကတ်လိုက်တယ်။သိပြီတော့ကျွန်ုပ်ရဲ့အတန်ကဟိမ့်သွားတယ်။သူ့ရဲ့ကြောက်ရွံ့မှုကိုကျွန်ုပ်မြင်ချင်တယ်။ကျွန်ုပ်ကတနတ်ပြောင်းကို သူ့ရဲ့မျက်နှာတဲ့တဲ့စီကိုချိန်လိုက်တယ်။မင်းကမင်းတည်ရဲ့ ငါလည်းကျိုးစင်တက်ရမှာပဲလို့ထင်နေတယ်မဟုတ်လား။ကောင်းပြီတငယ်ချင်းမင်းပဲတည်ရဲ့သလား။ငါပဲတည်ရဲ့သလားဆိုတာကြည့်အောင်။တနံမောင်းခလုတ်ကိုကျွန်ုပ်ဆွဲလိုက်တဲ့ကဘာကြီးတစ်ခုလုံးဝင်းထိန်သွားပြီ။ဦးထိန်ဆက်ကဲ့သို့လဲသွားပြီ။ကြောင်မတ်ဖွေရာပေါက်ကွဲသွားပြီ။ကျွန်ုပ်ရဲ့မျက်နှာတစ်ခုလုံးပွင့်ထွက်သွားတယ်လို့ထင်လိုက်တဲ့ယခုတော့ကျွန်ုပ်ရဲ့ဘဝကအမောင်ထဲမှရောက်ရှိနေပါပြီ။ကျွန်ုပ်အဖို့နင်းနေညောင်မကွဲပြားတော့ပါ။ ကျွန်ုပ်ရဲ့မျက်လုံးများမရှိတော့ပါ။တကောင်တာဝင်းထင်ကကျွန်ုပ်ကိုထောင်ချောက်ဆင်ခဲ့ခြင်းဖြစ်သည့်ကျွန်ုပ်လာမကိုသိတော့သူအစင်သင်ပြင်ထားသည်။သူ့ရဲ့တနတ်ထဲမှာတန်တိုမေနာများထည့်ပြီးတနတ်ပြောင်းကိုဂဟေစော်ပြီးအသေးပိတ်ထားခဲ့သည်။ဒါနဲ့ကျွန်ုပ်ပြင်လိုက်တဲ့ကြီးကကျွန်ုပ်ရဲ့မျက်နှာကို ပြန်လည်ထိမှန်ခဲ့သည်။ယခုတော့ကျွန်ုပ်တို့နေအောင်စလုံးတရားရုံးကချမှတ်တဲ့ပြည်တံများကြားခံရပြီးအမောင်ထဲမှာရောက်ရှိနေကြရသည် နောက်တာတရားကို ကြီးမားစွာခံစားနေကြရသည်။မုံတီချင်းနဲ့လက်စားချေချင်းတို့ရဲ့စုလက်ပေဖြစ်ပါသည်။စာရေးသူဇာကြီးကိုလည်းကျေးဇူးတင်ပါသည်။ဟုတ်ကဲ့နောက်ထပ်တစ်ပုဒ်အနေနဲ့လေလုံးတော့လေဆိုတဲ့စိတ်ဝင်စားပွဲဇလန်းလေးကိုဆက်လက်တင်ဆက်ချင်ပါသည်။နမေကမြခင်မမမဒေါ်လာတွေမီးတဲ့မိကွန်းကိုအနားမှာထိုင်နေတဲ့အမျိုးသမီးကဖြေးလိုက်တယ်။ ဧကမ်းမှာလူဆုံးရှိတယ်။ဦးသိန်းဝင်းနဲ့ဒေါ်လာတွေတို့လင်မယားနဲ့တူမမခင်ဆိုတဲ့အသက်16နှစ်အရွယ်မိမငယ်နဲ့တူသူ့ကို ခေါ်လာတဲ့အသက်40ဝန်းကျင်ရှိအမျိုးသမီးတို့အပါအဝင် အားလုံးစုစုပေါင်း၄ဦးရှိနေတယ်။ဦးသိန်းဝင်းနဲ့ဒေါ်လာတွေတို့မှာအသက်50ဝန်းကျင်တတ်တူရွယ်တူလင်မယားဖြစ်တယ်။ရှုပ်ရည်တန့်ပြီးခိုင်မာတည်တည်တဲ့စိတ်ဓာတ်နဲ့ပြည့်စုံကြသူတွေဖြစ်တယ်။မမခင်ကအသက်ဘယ်လောက်ရှိပြီလဲ 18နှစ်ပါဟဲ့ဘဲက18နှစ်လေညီအခုမှ16နှစ်ကျော်ယုံမဲရှိသေးတာဟင်း तू ကစာမတက်လို့ပါ तू အသက်တောင် तू မမှတ်မိဘူး तू အမေကပြောလိုက်လို့ကျမပြောပြတာပါဒေါ်လာတွေရဲ့မျက်လုံးစုံကမမခင်ဆိုရဲမင်းကလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖြန့်ကကြည့်နေတယ်လေကောက်တာတာရှိတဲ့သဘင်တို့တို့ကိုတတ်တတ်ရဲ့ရဲစီတာရီအသားရည်မှာညိုစိမ့်စိမ့်လေးရှိတယ် တနခါမလူကြတော့မျက်နှာတကူလုံးပြောင်းတင်းနေတယ်။ရုပ်ရည်မလှပေမဲ့အကြီးတန်းသူတော့မဟုတ်ပြီ။ခန္ဓာကိုယ်ကပြည့်ပြည့်အေးအေးရှိတယ်။မျက်လုံးအစုံက ရိုးသားတဲ့အသွင်အဝေစားမှပြည်တွင်းပြည့်ပါတိတ်အပြာရောင်အယောင်လွင်လွင်ကိုရင်စိလက်တို့အင်ကြီးနဲ့အထက်အောက်စင်တူဝေထားတယ်။လွယ်အိတ်တစ်လုံးကတော့အနားမှာအိတ်ထဲမှာတော့မြည်သည့်အရာရှိရတော့မသိ။ကပောင်းပောင်းဖြစ်နေတယ်။ကျမနာမည်ကညွန့်ရီပါ။ ီကအများခင်တွေကကြွာရဲသားတွေပါပဲ။အော်အော်ဒီမှာလူလို့ရဲဆိုလို့ဘဲကများကြားတယ်လေ။လွန်ခဲ့တဲ့3-4လလောက်ကလမ်းထိပ်ကမုံဝင်းကားဆိုင်မှာအမေကြီးအလုသမားတယောက်လောက်ရိုးရိုးတသားလေးရရင် ကောင်းမှာပဲလို့ဆိုင်ချင်လူကြီးကိုပြောတာ။ကျမမုံစားရင်းနဲ့ကြားလိုက်ပါတယ်။ဒါကြောင့်မုံရောင်းနေဆရာကြီးစီမှာအိမ်လိပ်စာမေးပြီးတော့ကျမတခေါက်လာခဲ့သေးတယ်လေ။တကယ်လိုအပ်တယ်ဆိုရင် ကျမ ခေါ်ပေးနိုင်ပါတယ်လို့အမကြီးကပြောခဲ့ဘူးတယ်လေ။ ။အော်ဟုတ်သားပဲအမမေ့နေတာ။ तू ကဘယ်အိမ်တွေမှာလှုပ်ဖူးသေးလဲ။ဘယ်အိမ်မှာမှမလှုပ်ဖူးပါဘူး။ခုဒီအိမ်က ပထမဆုံးမှာပဲ။အမတို့စိတ်ကြိုက်သွန်သင်နေမှာလေ။ဒေါ်ညွန့်ရီဆိုသူပြောနေစဉ်မြားခင်က တစုံတစ်ခုကိုဝင်ပြောချင်းတယ်လို့အမှုချကြောင်းဒေါ်ညွန့်ရီကမြားခင်ကိုကြည့်ပြီးမျက်နှာအမှုရာတစ်ခုပြောင်းသွားတယ်။ထိုအချင်းရာကိုဒေါ်လာတွေကမြင်လိုက်တယ်။ကဲပါလေလာစာကဘလောက်ပေးရမလဲ။ လုံးလုံးဆိုင်တော့တလကိုတထောင်ခွဲပဲပေးပါသုံးလစာကြိုယူသွားပါရစေကျမအတွက်ပွဲကားကိုတလစာပေးပါဒီကပတ်စံရမှာဟိုမှာကြံရည်တဲ့များခင်ရဲ့အမေမကျမ်းမမဖြစ်နေတာကိုလည်းပတ်စံပေးနိုင်ပါဒေါ်လာတွေကဒေါ်ညွန့်ကြီးပြောသမျှစကားကိုတည်တည်ချာချာနားထောင်ပြီးစဉ်းစားနေတယ်အခုမှလှုပ်ဘူးတာဆိုတော့သူ့ကိုတော်တော်လေးတင်ရအောင်ပါနောက်ပြီးတော့လာကားနဲ့ပွဲကားကိုတလုံးတစ်ခဲနဲ့ပေးရဖို့ကလည်းအိမ်မှာကငွေလုံးလုံးလောက်လောက်မရှိသေးဘူး ဖြစ်နိုင်ရင်တော့ကျမကတလက်စာတွေဒီနေ့ယူသွားကြင်တာရထားလက်မှတ်ဝယ်ပြီးတော့မြ мян ပြန်ကြင်နေဒေါ်လာစေတော့ငွေကမလွယ်သေးတော့အမှန်ပဲမြားခင်ကိုငွေမပေးနိုင်လို့မထားခဲ့နိုင်ဘူးဆိုရင်လေမထားခဲ့နေပေါ့နှစ်ရက်သုံးရက်လောက်ကြာမှငွေကအဆင်ပြေမှာဒေါ်ညွန့်ဤပြန်သွားရီမြားခင်ရဲ့ဟန်ပန်အမှုရာမှာလွန်စွာမရိုးသားရဲ့အသွင်ဦးသိန်းဝင်းကတော့လူအေးဖြစ်တဲ့ဒေါ်လာတွေရဲ့ကိစ္စကိုတလုံးတစ်ပါးမှဝင်မဆွတ်ဖက် တရားစာအုပ်တအုပ်လက်မှာကင်ပြီးဖျားကန်းဘက်ကိုထွက်သွား၏။음။ကလေးမလေးကိုညာအိတ်လက်ခံမှုအတွက်ရက်ွက်ရုံမှာအေးစင်းတော်တိုင်ရမယ်။ကဲဒါဆိုဒီပုံစံမှာကလေးမလေးဖြည့်လိုက်။ဒေါညွန့်ကြီးကတော့ပြောသွား၏။စာရေးစာဖတ်တိတ်မကြွလို့တော့ပြော၏။မိန်းကလေးကိုစာရွက်ပေးပြီးပုံစံဖြည့်ခိုင်း၏။ကြီးမေပြီးပါပြီရှင်။ညာခင်ကဒေါ်လာတွေကိုစာရွက်ကိုပြန်ပေး၏။ ဒေါ်လာတွေကပုံစံစာရွက်ကိုလှမ်းယူပြီးကြည့်လိုက်တယ်။အေးခလေးမလေးလေးကလှတာပြီ။ပုံစံကိုကောင်းကောင်းဖြည့်တတ်တယ်။ဟုတ်ကဲ့ကြည့်မီအရင်အိမ်မှာလည်းဒီလိုပဲဖြည့်ဖြည့်ပေးရတာ။အော်အော်ဒါဆိုကောင်းတာပေါ့။ကဲကလေးမလေးတို့နေဖို့ခန်းကိုစီစဉ်ပေးမယ်နော်။ဒေါ်လာတွေကအခန်းအတွင်ကိုဝင်လာခဲ့တယ်။ခင်မွန်တဲ့ကိုပြောတင်ပြောထိုက်တာတွေကိုပြောပြတယ်။ အကြံဉာဏ်ယူတဲ့ကိုသိန်းဝင်းကလည်းသူ့ထင်မြင်ချက်နဲ့သဘောထားကိုပြောပြတယ်။လင်မယားနှစ်ယောက်စလုံးစိတ်ကူးကတူညီနေတယ်။အင်ကိုရောက်လာတဲ့မြခင်တို့အကောင်းဆုံးဖြစ်အောင်တော့စီစဉ်ပေးရမယ်။ကိုအင်ကူရောက်လာရင်မိသားစုဝင်အနေနဲ့စဉ်းစားပေးရမယ်။ဒေါ်လာတွေတယောက်ဒေါ်ညွန့်ဤကိုမျှော်နေတယ်။မြခင်ကိုလာဖို့ထားဒီမှာ တပတ်ရှိပြီ။မြခင်ကတော့အစဉ်ပြေးသွားပြီ။မင်းကလေးခမယခုမှစိတ်အေးချမ်းတဲ့ပုံမှာအမရေအမ မျောတော့မျောစဲမှာဒေါညွင့်ကြီးရောက်လာ ರೀ သူ့လက်ထဲမှာဖီချန်ကပြောပြီးခက်စိမ့်စိမ့်အတိနုနုကတပိကောင်းငင်းဆိုင်တွေကတရွေးပါလာ ರೀ ပုံတရံကနေဘက်ကပြန်လာ ರೀ အတွင်မနက်ကမှရထားဆိုင်လို့လူကကြက်တော့များများဆဆမယူလာနိုင်ခဲ့ဘူးကျမလည်းရက်ကြကြမနေနိုင်ဘူးဟိုမှာသူ့အမေကလည်းကျမကြီးကတိတ်ကောင်းတာမဟုတ်တော့ဒီကသူလာကလေးလာကလောက်ရရင်တော့စေဝါကုသဖို့အ мян သွားပြီရမှာ မထွေးကတော့ရန်လိတမျှမျှပေါ့ကျမမလည်းသူ့အတွက်စိတ်မကောင်းဖြစ်ရတယ်ဘန်းနဲ့လေအမအဆင်ပြေရဲ့လားဘာကိုပြောတာလဲဒေါညွန့်ကြီးဟိုလီမြခင်ကို အမအလောက်ခမ်းရတာစိတ်တိုင်းကြရည်လားလို့အဆင်ပြေပါတယ်မြခင်ကတိတ်ယူတာဒါပေါ့အမကြီးကျမလည်းလူကောင်းသူကောင်းရပါစေဆိုပြီးစေရနာနဲ့အပင်ပန်းခံပြီးလာဖို့တာပေါ့ကျမကိုကျိုးအတွက်တခုမှမပါဘူး အမားတို့စေတနာရှိလို့မုံမိုးလေးပါလေးပေးရင်တော့ကျမအတွက်ရွာပြန်လန်းစိတ်ခုမိတာပေါ့။ကောင်းတာပေါ့။ညခင်ကတိတ်ပြီးတော့ရိုးတယ်။ဘာမဆိုသူကအမှန်တမ်းပြောပြတယ်လေ။သူတို့မိသားစုတွေအကြောင်းပေါ့။ဘာလဲအမ။သူပထွေးကနှိပ်ဆက်လို့သူ့အမိခင်ရဒုက္ခခံရတာတွေလား။တကယ်တနာစရာပါအမရဲ့။ဒါကြောင့်လေကျမမှာစေတနာထားပြီးတော့အပြင်းမှန်းခံသွားလာရတာ။ဒေါ်လာတွေကဒေါ်ညွန့်ကြီးပြောသမျှကို ကျုံပြီးနားထောင်နေတဲ့အေကန်းထဲမှာဒေါ်လာတွေနဲ့ဒေါ်ညွန့်ကြီးတို့နှစ်ယောက်သာရှိတယ်။ကဲဒေါ်ညွန့်ကြီးခဏအမောဖြေလိုက်အောင်။နောက်မှအေးစီစီပြောကြတာပေါ့။မေပလဲကြီးအေးတစ်ခွက်ယူခဲ့ပါ යි ။ဒေါ်လာတွေစကားဆုံးတာနဲ့အတွင်ကန်းထဲမှာ အသားမဲမဲသွားဖွေးဖွေးနဲ့တိုင်တပားနွေဖွာစနေနေ့အရွယ်လောက်ရှိမဲကလေးမလေးတူငွေလက်မန်းတစ်ခုပေါ်မှာလေမော်ကြီးဖန်ခွက်လေးကိုတင်ပြီးရောက်လာတယ်။နေပါစီအမကြီး ဟမ်သူက ဟုတ်တယ်ကျမခေါ်ထားတာသူ့အမေကကျမစီမှာမကြာခဏအဝိလာလာလျှော်ပြီးတာအဲ့ဒါသူသမီးလေဒေါ်ညွန့်ကြီးကအေးအေးဖန်ခွက်ကို အမြန်ဆုံးမော့တောင်းလိုက်တယ်ကျမကလည်းမြားခင်ရဲ့လာစာကိစ္စကို ရှင်းပြပါအောင်ညနေရထားမိလေညနေရထားနဲ့သွားမယ်ဒါမှသူ့အမေတွေကိုပတ်စံမြန်မြန်လေးပေးနိုင်ပါဒေါ်ညွန့်ကြီးရှင်းမကျမပြောမယ်ညခင်အတွက်စိတ်မပူပါနဲ့ ရှင့်အတွက်သာရှင်းဘူးပါအမကဘာကိုပြောတာလဲရှင် ကျမလေဒွန်ညွန့်ဤအပေါ်မှာရိုးသားစော်ပဲကျမမြင်ခြင်းနေညခင် ကျမတို့အိမ်မှာမရှိတော့ဘူးသူ့အမိန်နဲ့တူ သူ့အိမ်ကိုပြန်သွားပြီဘလို့ဘလို့အမညခင်ကအမတို့အိမ်မှာမရှိတော့ဘူးဟုတ်လားသူ့အမိန်နဲ့ပြန်လိုက်သွားပြီ ကျမနားမလဲဘူးသူ့ဘဲမှာသွားเสียမလို့ဘူးသူ့ကိုကျမကဒီမှာထားခဲ့တာသူ့ဒီမှာပဲနေရမှာပေါ့ ။သူနဲ့ကျမကငွေကြေးကိစ္စရှင်းတဲ့အောင်ရှည်သေးတယ်လေ။ဒေါ်ညွန့်ကြီးမှကန္နာမငိမ့်ဒေါ်လာတွေကိုကြည့်ပြီးပြန်ပြောနေသည်။ဒေါ်ညွန့်ကြီးကမြတ်ခင်စာမတက်ဘူးလို့ပြောနေနော်။ဟုတ်တယ်လေ။သူစာမတက်ဘူးလေ။ဘယ်အိမ်မမှလည်းမြတ်ခင်မနေဘူးပါဘူးတဲ့။ကျမတို့အိမ်ကိုရောက်လာတာပထမဆုံးအိမ်မတဲ့ဟုတ်လား။ဟုတ်တယ်။အမတို့မှအခက်ခဲရှိလို့ကျမမှပင်ပင်ပန်းပန်းနဲ့လူကောင်းသူကောင်းရအောင်ရှာပြီးတော့လာဖို့ရတာ ကိုစားစိတ်ကိုစားပြီးတော့လာခဲ့ရတာအေးစင်းရင်တိုင်တော့ပုံစံကိုသူကိုယ်တိုင်ဖြည့်တယ်မေးကြည့်တော့အရင်အိမ်မှာလေအဲ့လိုမကြကနဖြည့်ရလို့ပါတဲ့တဲဒီကောင်မလေးတော့လူငယ်ကမှားတာမှမဟုတ်တာစိတ်မဆိုးပါနဲ့ရှင် ရှင်ပြန်သွားပြီးတော့ကျမကိုအကုန်ပြောပြတယ်အရင်နေခဲ့တဲ့အိမ်ကတိတ်သဘောကောင်းတာအဲ့သူကမိသားစုလိုပဲဆက်ဆံတာအဲ့ရှင်ကနှလုံးသုံးလုံးကိစ္စတွေနဲ့အကျွေးဆက်เสียရှိလို့ဒီတစ်ခါပဲကူညီပါဆိုပြီး ငုံငိုကြီးကြီးနဲ့လာပြောတော့နောက်တဲ့ရင်ပြောင်းရင်တလားစာပွဲကရမှာဆိုတော့သူ့ကိုအားနာပြီးတော့ကူတာတဲ့သူ့မှာပထွေးလည်းမရှိဘူးအမေရဲ့အဖေရင်းတွေပါတဲ့သူ့အမေကလည်းဘာယောဂအမှမဖြစ်ဘူးသူ့ကိုကျမအရင်အိမ်ကိုပြန်သွားဖို့တဲ့နေ့ကပဲသူ့အမေရွာကနေရောက်လာတယ်ကျမနဲ့လည်းတွေ့ပြီးပြီသူပြောတာလည်းမှန်တယ်သူအရင်နေခဲ့တဲ့အိမ်ကကလေးတွေဆိုတာသူ့ကိုချစ်လိုက်ခင်းလိုက်ကြတာဒေါညွန့်ကြီးပြောတာတွေနဲ့ကျမတီးရတာတွေကလွဲကြော်နေတယ် တခါတလေအင်ရှင်နဲ့အလုသမားအစဉ်ပြေပါရက်နဲ့ရှင်တို့လိုပွဲစားတွေကြောင့်အလိန်ပေါ်ပြီဆိုတော့လေမလုံနဲ့ဦးဒုံနဲ့ထိုးသလိုစာရေးသူဆရာမကိုလေဂျေဆုတင်ပါရီဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်နားစဉ်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဆုတင်ပါရီရှင်